အခွင့်အရေးမှန်တယ်များကိုပဲရခြင်းနဲ့သူများကိုမပေးနိုင် မပေးခြင်းတာဟာမစ္စရိယလို့ခေါ်တယ်။နော်လောဘနဲ့တွဲတာမဟုတ်ဘူးသူကဒေါသနဲ့တွဲတာမစ္စရိယတရားက ကိုယ့်အတွက်လို့စဉ်းစားပြီးကိုယ်ပိုင်ဆိုင်လာပြီဆိုလို့ရှိရင်တစ်ဖက်သားကိုယံလောက်တတ်တဲ့သဘောရှိတယ်။ကြောင်ကလေးတွေကြည့်သူတို့ပါဇက်ထဲကြွတကောင်ရပြီ ဖမ်းမိသွားပြီဆိုလို့ရှိရင်ယံလောက်တော့တာပဲလေ။လူတွေကတော့ပြောတယ်မန်ဖီတယ်ဆိုတာ မှန်ဖီတာဘု து ਉਹ မှန်ဖီတာတော့ဆိုကိုရထားတဲ့ဟာကိုတခြားကလာလွတ်မှဆိုလို့မှန်ဖီတာအဲ့တော့မစ္စရိယနောက်မှာဒေါသရှိတယ်နော်ဒါကြောင့်မို့မစ္စရိယတရားဒေါသကိုပိုင်ထားတဲ့အရာကိုသူများကိုရှယ်ယာမလုပ်နိုင်တာမစ္စရိယအိတ်တာဆိုတာကြတော့သူများကြီးပွားတာကိုမနာလို့မရှုစင်ဖြစ်တာအိတ်တာအဲ့ဒီသဘာဝတရားနှစ်ခုဟာအလွန်ဆိုးွားတယ်ဒါကြောင့်မို့လောကလူတွေဟာအိမ်မှာနေထိုင်ကြပြီးတော့ နော်မိသားစုကျွေးတယ်မွေးတယ်ဆိုတဲ့အချိန်မှာမိသားစုဘဝမှာ နေတဲ့အခါမှာမစ္စရိယတရားလွှမ်းမိုးနေတဲ့အိမ်ဟာ၆ကက်ကဖြစ်နေတတ်တယ်ပေါ့ဘယ်သူမှအေခန္ဓာတို့ကျွေးမွေးတာတို့မလုပ်ဘူးရှိတာဖွဲ့ထားတယ်ဆိုတာမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့ဒီလိုအိမ်မျိုးသွားလို့ရှိရင်ရေတောင်တောက်ရမှာမဟုတ်ဘူးပေါ့ဒီလိုဆိုတာပေါ့အဲ့တော့မစ္စရိယကင်းတဲ့အိမ်မျိုးဖြစ်ရမယ် နေစဉ်ဘဝမှာမစ္စရိယကင်းတဲ့မိသားစုမျိုးဖြစ်ရမယ်ဆိုအဲ့ဒီလိုဖြစ်လို့ရှင်ဒီအိမ်ဟာကုသိုလ်တွေရပြီးကုသိုလ်တွေမပြတ်ဆီးဆင်းနေတဲ့အိမ်ဖြစ်တ